smartcelebrity.com. အနီမေးရှင်းမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ပါအနီမေးရှင်းဒီမှာနိုင်ငံမှာပေါ့နော်နောက်ဆုံးလုတ်ခဲ့တဲ့အနုပညာလှူရှားမှုတွေအရင်ဆုံးပြပြပေးပါလားဗျာအနီမေးရှင်းမနှစ်တုန်းကအနှစ်90ပြည့်ပေါ့နော်မွေးနေ့ပွဲလေးကိုရွှေရည်မွေးနေ့ပွဲလေးကို MCC ခမ်းမှာမှာအနီမေးရှင်းရဲ့မွေးနေ့ပဲ Very 13မှာလုတ်ပါတယ် အဲ့ဒီဟာလည်းမဆွေအနီမဆွေကိုဟိုကိုဇော်ဝင်းထုတ်ကကူညီပြီးတော့ပေါ့လေဒီပွဲလေးဖြစ်အောင်လုပ်ပေးတယ်ဒါကအနီမဆွေစိတ်ထဲမှာလည်းဒီကိုဖြတ်တန်းခဲ့ရဲ့အမှုပညာလမ်းကြောင်းထဲမှာပေါ့နော်ဒီ190ပြည့်ဆိုတဲ့ဥစ္စာမှတ်တိုင်တစ်ခုအနေနဲ့လည်းလှုပ်ချင်တဲ့သဘောဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာလေးကိုအအောင်မြင်မြင်နဲ့လုပ်ဖြစ်ခဲ့တယ်နောက်တစ်ခုကအဲ့ဒီပွဲနေမှာပဲဒီ Skynet ကလည်း direct ပြရဆိုတော့တချို့ကြည့်ရလူလည်းကြည့်ရမှာပါလေအဲ့တော့အဲ့ဒီဟာလေးကိုအခွေထုတ်ဖို့အတွက်ကအဲနည်းနည်းလေးချိန်ကြာနေရတော့ပြည်သက်တွေကို ောင်းမှန်ကျင်နေဘာကြောင့်လဲဆိုတော့အနေဆွေရတဲ့ရန်ကုန်မှာနေရမှာမဟုတ်ဘူးနောက်ပြီးသွားလိုက်လာလိုက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီဟာလေးကနည်းနည်း mix down လုပ်တာတို့အဲဟိုဘယ်လိုဘယ်လိုပြောမလဲသင်းပြန်ဆိုတာလေးလိုအပ်တာတို့နောက်ပြီးတော့တချို့အဆိုတော်လေးတွေပြန်ဆိုဖို့ရှိရလေးတွေအဲ့ဒါမျိုးလေးတွေအတွက်ကိုအကုန်လုံးဟိုလုံနေရတာမလို့အခု April လပြီးမှပဲပြန်ပြီးမှပဲထွက်ဖြစ်မှထင်တယ် ဟုတ်ကဲ့ပါခင်ဗျာအနီမေဆီယာဒီပန်းနဲ့မြန်မာနိုင်ငံသွားလိုက်လာလိုက်လုပ်နေတာဆိုတော့အနီမေဆီသွားလိုက်လာလိုက်လုပ်နေတဲ့အချိန်တို့အချိန်တို့တွေမှာပဲပေါ့နော်မြန်မာနိုင်ငံကပြောင်းလဲလာပါတယ်ဒီပေါ်မှာအနီမေဆီအနေနဲ့သွားလိုက်လာလိုက်လုပ်နေရင်လည်းဘယ်လိုများနေမိပါသလဲခင်ဗျာအမမတကယ်တမ်းပြီးခဲ့တဲ့နှစ်2012ကိုဂျွန်လောက်ထိကိုအာသတိမထားမိဘူးတဖြည်းဖြည်းနောက်ပိုင်းမှာပြောင်းလဲလာတာကိုငြင်းငြင်းကြီးကိုသတိထားမိလာတယ်နောက်တစ်ခုကအဲ American သမ္မတ Barack Obama လာတဲ့အတွက်ကြောင့်မလို့လေ ပို့ပြီးတော့ကိုအံ့ဩသွားတယ်ထပ်ထပ်ပြီးတော့ကိုအံ့ဩသွားတယ်ပေါ့အဲ့တော့မမကြီးဒါတကယ်ပဲပြောင်းလဲနေပြီဆိုရဲဥစ္စာလည်းလက်ခံပြစ်လိုက်တယ်အဲ့တော့အာဝင်တာတာပေါ့နော်ဘာပဲပြောပြောကိုတိုင်းပြည်သူများနိုင်ငံတွေနဲ့ရင်မောင်းတန်းလာနိုင်ပြီးတော့ဟိုတခြားနိုင်ငံတွေကပါ give site တဲ့ဟာကိုတိလာရဲ့ပြကြောင်မလို့ပိုလဲဂုံယူတယ်အရင်တော့ဆိုလို့ရှိရင်မြန်မာဆိုလို့ရှိရင်သိမ့်မသိကြဘူး အဲ့တော့အခုဆိုလို့ရှိရင်မြန်မာဆိုလို့ရှိရင်လူကြီးတော်တော်များများသိနေကြပြီဆိုတော့အဲ့ဒါကလည်းကုန်ယူစရာတစ်ခုပဲเนาะဟုတ်ကဲ့ပါခင်ဗျာအခုလိုပြောင်းလဲလာတဲ့မြန်မာနိုင်ငံမှာဂီတနဲ့အနုပညာရောဘယ်လောက်ထိတိုးတက်မှုတွေရှိလာပြီလို့ထင်ပါတယ်လေခင်ဗျာတိုးတက်မှုတွေကတော့အများကြီးပေါ့အများကြီးပေါ့ဆိုတော့ဒီခုခေတ်ကလေးတွေအတွက်ကသူတို့ရဲ့အတွက်ဒီပင်ပင်မမနဲ့ဂီတလမ်းကြောင်းတစ်ခုကိုအောင်မြင်အောင်သူတို့ကတိတ်ပြီးဟိုစူးစမ်းအထောက်အမှုတိတ်လို့ဆရာမလိုဘူးလို့ပြောလို့ရတယ် ဘာကြောင့်လဲဆိုတော့အခုစဉ်းစားကြည့်လေเนาะ anniversary ကိုဟုတ်ဒီရင်ကလေးက melody wall right အဲ့ဒီကနေပြီးတော့ချမ်းချမ်းဆိုလို့ရှိရင်နာမည်ကြီးရဲ့အစိုးရတယောက်ဖြစ်နေပြီเนาะနောက်အခု aim aim မဲ့ဆုံရ right အဲ့တော့ aim မဲ့ဆုံရအဲ့လိုမျိုးဒီလိုတချင်းပြိုင်ပွဲတွေလုပ်ပြည့်ရခါကြတော့အပြင်မှာရှိနေတဲ့အရေးအသွေးရှိတဲ့ကလေးတွေကဒီဂီတလမ်းကြောင်းပေါ်မှာမမှန်ကန်ကန်နဲ့လူတိသွားအောင်သူတို့အနေနဲ့လုပ်ပိုင်မှုနေအများကြီးရှိလာတယ် အရင်တော့ animation ကိုလုပ်ခဲ့ရဲဆိုတဲ့ဥစ္စာ animation ကိုဆိုလို့ရှိရင်လေသချင်းစဆိုတာကိုကဝါသနာပါလို့ဆိုတာဒါပေမဲ့သချင်းစဆိုလာတဲ့အပေါ်မှာကြတော့မှအမေရဲ့အရှိန်နဲ့เนาะမြင်းမြင့်ခင်ရဲ့သမီးနောက်ပြီးကိုလည်းတကယ်ကြိုးစားမှုနဲ့ကောင်းလာတဲ့အတွက်ကြောင့်မလို့မီးစီဆိုတာဖြစ်လာတာဘလောက်ကြီးပဲမိဘအရှိန်ဝါရှိရှိကိုကမကြိုးစားဘဲနဲ့ကိုမကောင်းဘူးဆိုလို့ရှိရင်တော့ဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ဒီခေတ်ကလေးတွေကကြတော့သူတို့ရဲ့လမ်းကြောင်းပေါ်မှာလိုလေကူလေးရှောက်လန်းနိုင်အောင်အများကြီး အဆင်ပြေပြီဖြစ်လာတယ်နောက်ပြီးတော့ MU ဆွေတို့ကသချင်းဆိုရဲဆိုလို့ရှိရင် DY နဲ့ direct ဆိုရတယ်အခုက DY ကတက်တက်တီးတယ်ကိုကပြီးမှတော့ဆိုတယ်ခါခါကြလို့ရှိရင် computer ထဲမှာဆိုထားတယ်ပြီးတော့မှ edit လုပ်တယ်ဒါမျိုးလေးပေါ့ technology ဘိုင်းကလည်းအများကြီးတွတ်တက်လာတယ်ဆိုတော့တို့အတွက်ကပင်မခံစရာမလိုဘဲနဲ့သချင်းတစ်ပုဒ်ကို A စစဆိုလို့ရသွားပြီ animation တို့ကကြာအဲ့လိုမဟုတ်ဘူးကိုကိုတိုင်းတစ်ချိန်လုံးမဟုတ်တော့ထိုင်ပြီးတော့ DY တက်တဲ့နားမှာကိုကြီးတွေရောဗားတွေရောအသက်ကုန်ညှိပြီးတော့ဆိုခဲ့ရတာဆိုတော့ တူတော့တူပေါ့နော်အဲ့တော့ဒီခေတ်ကလေးတွေအတွက်ကအရန်ကိုကိုအစဉ်ပြေတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်လာပြီအဲ့တော့ attack technology ဘိုင်းကလည်းအရန်တိုးတက်လာတဲ့အတွက်ကြောင့်မလို့သူတို့အတွက်လည်းအရန်အစဉ်ပြေတယ်ဒါပေမဲ့ဇေနန်းနဲ့ပြောချင်တာကတော့မမဂီတာကိုတော့မပြောက်မပြောက်သွားစေချင်ဘူးအဲ့တော့အဲ့ဒါလေးတစ်ခုကိုတော့ဟိုစေတနာနဲ့ပြောတာပါဟုတ်ကဲ့ပါခင်ဗျာ အခုဆိုရရင်ဂီတနဲ့ပတ်သက်ပြီးရောဖြစ်ဖြစ်အလူပြန်နဲ့ပတ်သက်ပြီးရောဖြစ်ဖြစ်ပေါ့နော်ခူးဝေခူးကူးဝေဆိုတဲ့ကိစ္စလေးတွေကညီမနိုင်ငံမှာဖြစ်ပေါ်နေပါတယ်ဒီပေါ်မှာရော animation တွေနဲ့ဒီလိုခူးကူးဝေမျိုးမဖြစ်လာအောင်ဘယ်လိုမျိုးဟိုပေါ့နော်ဘယ်လိုမျိုးအသုံးချပြင်းနေဆိုတာလေးကို animation တီးတလောင်လေးပြောပြပေးပါလားဗျာအဲပေါ်မှာတော့ခုနပြောသလိုမျိုးပေါ့လေလူတယောက်ရဲ့အခွေကိုလိုတဲ့ခူးကူးကူးကိုဆိုတာတော့မလွယ်နိုင်မဖြစ်မဖြစ်နိုင်ဘူးနောက်ပြီးတော့ဟိုနိုင်ငံကလူတွေကလည်းဒီလို original အခွေကိုပဲမမဆက်ဆက်နဲ့အဲတင်ဆက်ထားကြတဲ့သဘောမျိုးပေါ့နော်။ဘာကြောင့်လဲဆိုတော့ Michael Jackson တို့ Whitney Houston တို့ဆိုမရှိတော့ဘူး။အဲ့တော့အဲ့လိုလူမျိုးတွေရဲ့အခွေတွေကိုငါတို့စိတ်ငါတို့စီမှာရှိတယ်ဆိုတဲ့ဟာမျိုးကိုတချို့ကဟိုတမြတ်တနိုးနဲ့တင်ကြတယ်ကွာ။အဲ့တော့ဒီနိုင်ငံကလူတွေလည်းအဲ့လိုစိတ်ဓာတ်ကလေးတွေနဲ့ဖြစ်လာပြီးတော့အခွေတွေကိုပေါ့လေကိုကြိုက်တဲ့ကိုမြန်နိုးတဲ့အမှုပညာရှင်တွေကိုတကယ်တမ်း လိုက်လိုက်လေလေအားပေးကြတယ်ဆိုလို့ရှင်အဲ့လိုမျိုးလေးတွေစဉ်းစားပြီးတော့ဝေကြပြီးတင်းရမယ်ဆိုရင်တော့ခိုးမှုကြီးဆိုတာနောက်ရှိကြမှာရှိမယ်တော့မထင်ပါဘူးအဲ့တော့အာစီးပွားရေးအနေနဲ့လည်းဆိုင်တယ်လို့ထင်ပါတယ်အနေနဲ့စီးတိတလောက်ကလေအဲ့တော့မြန်မြန်နဲ့မြန်မြန်ဟိုကြည့်ရမယ်မြန်မြန်တချို့ကကြတော့လေခွေတွေထွက်ထွက်တာများလုံးအားကြည့်တော့အကုန်လုံးကို original ဝယ်မသိမ့်နိုင်တဲ့ဟာမျိုးเนาะဟိုအကုန်လုံးနဲ့ကနေမှဟို ဘယ်လိုပြောပြရမလဲခိုးကူတွေ900လောက်နဲ့ဝယ်ပြီးတဲ့ခါကျတော့မှအော်ဒါလေးကကောင်းတယ်ကူးထားတဲ့နေဆိုပြီးတော့ original ဟိုတိတ်မှုအတွက်စဉ်းစားတဲ့ဟာမျိုးလည်းဖြစ်ခြင်းဖြစ်နိုင်တယ်အဲ့တော့ဒါတွေကတော့တို့အနေနဲ့တော့ပြောပြလို့မရဘူးဘာကြောင့်လဲဆိုတော့ဒီဟာဒီမာဂီတာအစီအုံလည်းရှိနေတာဆိုတော့တို့လည်းတို့တတ်နိုင်တဲ့တစ်ဖက်တစ်လားနေပြီးတော့ပဲလုပ်နေကြတာဆိုတော့အနီမီစီရလည်းခဏလာတဲ့အချိန်ကာလမှာလည်းကြီးထိုးထိုးဝင်ဝင်တော့တိတ်မသိပါဘူး အဲ့တော့အဲ့လိုမျိုးလေးစိတ်ထဲမှာပေါ့လေကိုနှစ်သက်တဲ့အမှုပညာတွေရဲ့အခွေကိုမူရင်းခွေလေးတွေတိမ့်ဆဲကြမယ်လို့စိတ်ထဲမှာဖြစ်လာရဲဆိုလို့ရှိရင်တော့ခုခုရေတဖြည်းဖြည်းတော့တောက်သွားမယ်လို့ထင်ပါပါပဲဟုတ်ကဲ့ပါခင်ဗျာအတီမီရှင်အနေနဲ့မြန်မာနိုင်ငံရဲ့ပြည်ပကိုသွားလိုက်လာလိုက်ပဲလုံးနေပါလားခင်ဗျာဟိုမှာနေရာမျိုးဒီမှာနေခြေချနေရာမျိုးစီစဉ်မှုရှိပါလားခင်ဗျာဒီနှစ်ထဲမှာတော့သွားလိုက်လာလိုက်တော့ဖြစ်လေအောင်မယ်နောက်နှစ်ဆိုလို့ရှိရင်တော့ဒီမှာအနေများဖို့ရှိပါတယ်အဲ့တော့ အဲ့ဒီခါကြာလို့ရှိရင်လည်း animacy ပြန်ပြီးတော့ပေါ့လေဒီသချင်းကိုရဲ့တကူတော့သချင်းကိုကိုကျိန်းနဲ့တက်တဲ့ဟာလေးရွေးပြီးထုတ်တာမျိုးလို့အဲကိုရဲ့ပေါင်းသင်းမြို့ပညာတွေတွေကလည်းရုပ်ရှင်ရဲ့ကိုပြောလာတဲ့ခါမျိုးကြာလို့ရှိရင်လည်းကိုနဲ့ live ဖြစ်တဲ့ဇယိုက်ပေါ့နော်အခုအရွယ်ဆိုရင်တော့အမကြီးကို auntie တို့ပေါ့အဲအဲ့လိုမျိုးတွေကနေပြီးတော့ကိုတကယ်လုံနိုင်တဲ့ဇက်မျိုးကိုကိုလည်းပိုင်ပိုင်နိုင်နိုင်နဲ့ပေါ့နော်ဇာတ်ရုပ်ပြပြလို့ရတဲ့ဟာမျိုးလေးတွေနဲ့ကြိုက်မယ်ဆိုလို့ရှိရင်တော့လေ animacy ရိုက်ဖြစ်မယ်လို့ထင်ပါတယ် ်ပါခင်ဗျာပုံမင်းနဲ့အတိုင်းပြည်တခုကိုပြန်လည်တည်ထောင်တဲ့ပုံမှာဘယ်လိုအရာတွေကအရေးကြီးပါဝင်ရမယ်လို့မှန်းနေတယ်ထင်ပါတယ်စီကန်းရှိဖို့အရေးကြီးရပေါ့အဲ့တော့တယောက်တည်းစီကန်းရှိဖို့မဟုတ်ဘူးအကုန်လုံးစီကန်းရှိမှဖြစ်နိုင်တယ်အဲ့တော့အားလုံးကိုစီကန်းရှိဖို့ပြောချင်ပါတယ်အဲ့တော့အကုန်လုံးတစ်ကမ္ဘာလုံးကလည်းဗမာဟိုမျိုးလုံးထဲမှာအာမြင်နေကြပြီလေအဲ့တော့ကိုယ်နိုင်တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက်ပုံမှန်အများကြီးတောင်းရှိရဲအဲ့တော့အဲ့ဒါလေးတခုတော့ခေါင်းထဲမှာထည့်ထားဖို့လိုတယ်လို့ထင်ပါတယ် ဟုတ်ကဲ့ပါဗျာအနီမစီမီမီရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြည်သူတွေလောက်ပြောပြပါလားကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အဓိကပြောချင်တာကဒီနိုင်ငံမှာစီရီစားတာတိတ်များတယ်စီရီဟင်းဆိုတာအနီမစီကိုငင်းငယ်လေးတွေကစားခဲ့တာပါပဲဒါပေမဲ့အဲ့လိုရာသီဥတုနဲ့ချိန်ကာလတွေပြောင်းလာတဲ့အခါကျတော့စီရီဟင်းတွေတိတ်စားတဲ့အခါမှာလူကြီးပုံမှန်အများကြီးဥပဖြစ်စရာတွေမြင်ခဲ့ရတယ်အဲ့တော့ ซีเมียนเฮ้มาซีช่อซ้าบ่เยแล้วพี่ว่าตี้ย่วยเนี่ยอตี้อะหนองเมียๆซ้าบ่แล้วยีตอกกูบ่จังเลยสรอะกูยาติอู้ลูกอ่ะปูลาได้เฉยมาอะเปียนมาตั้วลาเนี่ยดูอีนี่เนี่ยอ่ะดีไฮเดรชั่นสรผิดตัดไปเฉยนี้เออดีไฮเดรชั่นผิดลาไอ้คาจ้ะรู้ชินลูกอ่ะงูราโหเนาะกูอ่ะไม่ตีปุ๊เนาะกูเนี่ยกูขนาดแรกมายีแดดดีกว่าย่อดาမျိုးดีกว่าเออดาမျိုးนี้ดิโตตรีทาพี่แล้วยีตอกกูเออไอ้อะไรนี่ ိုပြောချင်ပါတယ်ကျန်တာတွေကတော့ဒါလောက်ကြီးတော့မဟုတ်ပါဘူးလေနောက် pollution တွေတိတ်များလာပြီအခုဗမာပြည်မှာလည်းအဲ့တော့ကားတွေနဲ့သွားတာလာတာပြင်နေပါတယ်ထွက်တဲ့ခါကျလို့ရှင်နည်းနည်းလေးရှူရပါတယ်နည်းနည်းအဆုတ်တွေပါတယ်တော့ဟိုပါပေါ့လေသတိထားဖို့ပေါ့ဒါလေးတွေလိုအပ်တယ်လို့ထင်တယ်ဟုတ်ကဲ့ပါခင်ဗျာအနေမစိမိမိရဲ့ကျမ်းမာရဲ့အချိန်လေးပြည့်စုံပြောပြပါလားအော်မမီကခု96ရှိပါပြီ အသက်ကြီးလာတဲ့အခါကျတော့သွေးတူးလေးတော့နည်းနည်းရှိကျင်တာပေါ့ဒါပေမဲ့လည်းလူကြီးဆိုတော့အငံလေးတော့ကြိုက်တယ်အဲ့တော့အဲ့ဒါလေးကိုတော့နည်းနည်းလေးဟိုတတိထားပြီးပြောရတာပေါ့လေဘာဆိုမပြီးရင်လေးမပြီးချက်ကလေးဆိုလို့ရှိရင်သမင်းစားလေးပုံမိမယ်ဆိုတော့အဲ့လောက်ကလေးပါပဲအဲကျွန်တော်ကတော့တီတီမမဘာမှသိတော့မရှိပါဘူးအဲ့တော့အမေကကျမလျှက်ဒိုးထက်တောင်မှပဲပို့ပြီးတော့ active ဖြစ်သေးတယ် ဘာကြောင့်လဲဆိုတော့သူကအမှုပညာလောကထဲမှာစီသူပွဲလည်းရတဲ့အပြင်နောက်ပြီးရခါကျတော့ဒီသူ့ရဲ့အမှုပညာလှူရှောင်းမှုတွေလည်းတစ်ချိန်လုံးလုပ်နေရဆိုတော့ပို့ပြီးတော့သူ့အတွက်ကနုပြိုလန်းစန်းနေရပေါ့နော်အဲ့တော့နောက်ပြီး animacy ပြောတယ်လို့ animacy မရှိတဲ့အချိန်မှာလည်းဒီတိုင်းမြန်မာရှိနေတဲ့ပြည်သက်တွေကအမေကိုအမေတယောက်လိုပဲအမြဲတမ်းမျက်နှာနိုးပြီးတော့ပေါ့နော်ဘယ်ဝဲသွားတော့ဟာအမေဒီကောင်းလား အာမေချမ်းပါလုံးမင်းနော်မေကလှတော့မဲပါ냐ဆိုအဲ့လိုမျိုးပြောနေတဲ့ဟာလေးကိုလေသူကြားတော့သူလည်းဝင်းတာလေအဲ့တော့ဒီလိုပြိသက်တည်းရဲ့ချစ်ခင်ညာနှုံးမှုလေမေကိုခုချိန်ကြီးပေးနေတဲ့အတွက်ကြောင့်လို့အန်နီမေရှင်ကပြိသက်တည်းကိုအများကြီးကျေစုတင်ပါတယ်လို့ပြောကြမှာဟုတ်ကဲ့ပါခင်ဗျအန်နီမေရှင်ရှေ့ဆက်ပြီးတော့ဟိုပွဲလေးပေါ့နော်အဲ့ပွဲလေးနဲ့ပတ်သက်ပြီးတော့ဘယ်တော့များလို့ဖြစ်မယ်ဘယ်တော့ပြုတွေပါမယ်ဆိုတာလေးကိုနည်းနည်းဒီတေးလေးပြောပြပါလားဗျာဒီတေးပြောလို့တော့ရတယ် April 7မှာပါဟုတ်ကဲ့ဟိုဟာမိန်းမလေးဆိုတော့၃ယောက်ကတော့တည်ကြတယ်ယောက်ျားလေးတစ်ယောက်ကိုတော့ပြောလို့မရဘူးအဲ့ဒါလည်း secret လုပ်ထားတာပေါ့နော်အဲ့တော့အဲ့ဒီယောက်ျားလေးဆိုတော့လည်း anniversary လို့တည်ရွယ်ပဲဖြစ်မယ်တယောက်ထဲပါမယ်မိန်းမလေးဆိုတော့ကတော့၃ယောက် anniversary ရဲ့ဟေမာရဲ့ထွင်းမှာပို့ရပါဟုတ်ကဲ့ပါခင်ဗျာဒီပွဲလေးရဆိုလို့ရှိရင်တော့ဘယ်လိုယူရချက်မျိုးလေးနဲ့လုပ်ဖြစ်တာဖြစ်ပါသလဲခင်ဗျာဒီကအနီမစ်စ်ပြောင်းတဲ့အချိန်မှာဒီကို့အရွယ်ပေါ့လေ ကိုနဲ့သက်တူရွယ်လူအလုံးလုံးခဲ့တဲ့ငွေချင်းပေါင်းသင်းလူပညာမောင်နှမတွေနဲ့အလိုစုစုစည်းစည်းနဲ့ပွဲလေးတစ်ခုလှလှပပလေးလုပ်ပေးခြင်းနဲ့ဆန္ဒနဲ့လှုပ်တာပါပဲ။ကျန်တာအထူးထူးထူးခြားခြားဟိုဘာမှမကြီးပဲချက်မရှိပါဘူး။ဟုတ်ကဲ့ပါခင်ဗျာအနီမေစီကိုဂီတာနဲ့ပဲဂီတာနဲ့ပတ်သက်ပြီးတော့အပီးတပိတ်တဲ့ပဲဖြစ်ဖြစ်အလူပြန်နဲ့ပတ်သက်ပြီးအပီးတပိတ်တဲ့လေးပဲဖြစ်ဖြစ်ပေါ့နော်အနီမေစီရဲ့စကားလက်ဆောင်တွေပြောရအောင်ခင်ဗျာအမ်ဘယ်နေရာဘယ်ထိသားကိုပဲရောက်ရောက်ပေါ့လေအနီမေစီကို ခုချိန်နေမမေ့ပဲနဲ့ချစ်ခင်နေကြသေးတဲ့ပြိသက်တွေကိုတော့မကျေးဇူးတင်ပါတယ်လို့အဲဒီတိုင်းကြီးပြောင်းလဲလာတာနဲ့အတူတူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ယူချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ပန်းခင်းတဲ့လမ်းအောင်အမြဲတမ်းရှောက်နေပါစေလို့ဆုတောင်းပါတယ်